အလုံးယောဂီများ တရားရှုကြတရားမှတ်ကြယခုချိန်ဒီထိုင်တဲ့ဣရိယာပုဖြင့်တရားလို့အထုတ်ကြရမှာမို့ဉာဏ်ရှိစွာ ထိုင်နေမယ့်ဣရိယာပုများကို နေတတ်ကြဖြစ်အောင်ပြင်ဆင်ပါမိမိတို့ရှုမှတ်ပွားများ နေကြအတိုင်နေတတ်ကြဖြစ်အောင်ပြင်ဆင်ပြီးပြီဆိုရင်အဋိဌံထားပေးပါ အဋိဌံထားခြင်းသည် ခန္ဓာကိုယ်ကိုဆွန့်လွှတ်ထားပါပဲထိုကဲ့သို့အဋိဌံပနဲ့ခိုင်မာစွာနှက်ပြီးပြီဆိုရင်တော့ပါဇက်ကိုပိမျက်စိကိုမှိတ်ခါထိုင်လင်ထိုင်ခြင်းယုံ nant တို့ရဲ့ဖြစ်ပျက်စဉ်မြင်တဲ့ယောဂီများကယုံ nant တို့ရဲ့ဖြစ်ပျက်ကို ရှုပေးပါ ထန်လင်ထန်ခြင်းယုံနံတို့ရဲ့ဖြစ်ပျက်ခြင်းမမြင်မထင်သေးရင်တော့နာတိပြမတတိကံပြီတော့ပြန်လွင်ပြေးသွားနေတဲ့စိတ်တည်ကြည်ငြိမ်သက်လာအောင်ဝင်လေသည်ထွက်လေသည်မှတ်ပေးပါဒါကိုဘုရားရှင်က သမာဓိံဘိခဝေဘာဝေထသမာဟိတောဘိက္ခုယထဗုဒ္ဓံမဇ္ဇနာတိစေယတိကျင်မှုဆွတဲ့သမာဓိဖြစ်အောင်ကြိုးစားပေးကြအဲ့ဒီစိတ်တည်ကြည်လာပြီတမာတိဖြစ်လာပြီဆိုရင်ဟုတ်တိုင်းမှန်စွာသိလာလိမ့်မယ်တဲ့ တမဟိတောဘိက္ခုယထာဘုဒ္ဓံပဇာနာတိစေယတိကြည်မှုကိုရတဲ့ယောဂီဟာဟုတ်တိုင်းမှန်စွာသိလာမယ်စိတ်တွေကပြန့်လွင့်နေသေးတယ်ပြေးသွားနေသေးတယ်ဆိုရင်တည်ကြည်မှုမရှိတဲ့အတွက်ကြောင့်မိမိတို့သိစရာ အရှိကံဒီပေါ်ပေါ်မှန်းလဲသိမှာမဟုတ်ပါဘူးဘာဖြစ်လို့မသိတာလဲဆိုရင်တမာတိမရှိလို့မသိတာတမာတိရှိလာမှာပဲပေါ်ပေါ်မှန်းသိမှာဖြစ်ပါတယ်အဲ့ဒီတမာတိစိတ်ရဲ့တည်ခြင်းမှုဆိုတဲ့တမာတိဖြစ်ဖို့ဆိုတဲ့နေရာမှာလဲ မလစ်လက်အောင်စောင့်ကြတဲ့တတိအာဆိုင်ထားတဲ့ဝရိယဒီတတိနဲ့ဒီဝရိယနှစ်ခုရှိပေးနေရအဲ့ဒီတတိဝရိယရှိလာတော့မှတည်ကြည်မှုဆိုတဲ့သမာဓိက ဖြစ်လာမှာပါဒါကြောင့်ဘုရားရှင်ကသမာဓိတုံများမှာသမာဓိံဘိခဝေပါဝေထသမာဟိတောဘိကုယတာဘုဒ္ဓံပဇာနာတိဆိုပြီးတော့ အသေးချပဲမိန်ကြားထားတယ်ကဲဒီတော့ဆက်ရတည်ကြည်မှုတွေဖြစ်လာအောင်မိမိတို့တန်တမ်းမှာမလစ်လက်အောင်စောင့်ကြပ်ပေးတဲ့တတိယအားဆိုင်ထားတဲ့ဝရိယရေအခုအာနာပါနာဆိုတဲ့ဝင်လေထွက်လေမှတ်တဲ့အခိုက်အတန့်မှာပဲအဲ့ဒီတတိနဲ့ဝရိယမရှိရင် နာသီပြက ဝင်နေထွက်နေတဲ့ဝင်လေထွက်လေရဲ့အပေါ်မှာဝင်ဝင်တိုင်းထွက်ထွက်တိုင်းသိမှာမဟုတ်ဘူးဒီတတိဝရိယရှိနေရင်ဝင်ဝင်တိုင်းထွက်ထွက်တိုင်းသိနေမယ်အဲ့ဒီလိုသိပြီးတော့လာတဲ့အခါကျတော့ပထမသိနေတယ်စိတ်တွေကပြန့်လွင့်နေတယ်လက်ခနဲ့လက်ခနဲ့ ဒါပေမဲ့မိမိကဒီအပေါ်မှာပဲဝရိယကိုပို့လိုက်မယ်အာဆိုင်မှုဆိုတဲ့ဝရိယတွေပို့လိုက်မယ်ဆိုရင်တဖြည်းဖြည်းတဖြည်းဖြည်းနဲ့အာနာပါနာဆိုတဲ့ဝင်လေထွက်လေရဲ့အပေါ်မှာဝင်တန်းတိထွက်တန်းတိတိလာမှာပဲအဲ့ဒီလို အဲ့လိုတိလာပြီဆိုရင်တဲ့ယေရှုရှင်ဆရာတော်ဘုရားကြီးကအရှုကံအရှုကံထင်ရှားလာရင်တော့ဝင်လေထွက်လေကိုဖြုတ်ပြပြီးထင်ရှားရာအရှုကံပဲညံလှဲ့ပေတဲ့ထင်ရှားရာထင်ရှားရာအရှုကံပဲညံလှဲ့ပေတဲ့ပြီးကြတဲ့ယင်များက ပြောခဲ့တဲ့အတိုင်း ဒိဋ္ဌိသည်စိတ်မှအကံများဆုံးဖြစ်တဲ့အတွက်ကြောင့်စိတ်တ ानु ပတ္တနာရှုရမယ်ဆိုရင်ကိုယ်တဏ္ဏဘာစိတ်တွေပဲပေါ်ပေါ်သိပေးရမှာပါပဲဘာစိတ်တွေပဲပေါ်ပေါ်သိပေးဝင်လေသည် ထွက်လေသည် မှတ်နေတဲ့အခိုက်တန်လေးမှာဇရွေးမျိုးခြင်းနဲ့စိတ်တပြင်းချခြင်းနဲ့စိတ် လှုပ်ခြင်းနဲ့စိတ်ကုတ်ခြင်းနဲ့စိတ်တခုခုတော့စိတ်ကထင်ရှားလာရင်ဝင်လေသည့်ထွက်လေသည့်ဖြုတ်ပြပြီးတော့အဲ့ဒီထင်ရှားလာတဲ့ဇရွေးမျိုးခြင်းနဲ့စိတ်ကလေးမမျိုးခင်မှာ မျိုးခြင်းနဲ့စိတ်လေးဖြစ်ဖြစ်မှန်သိပေးပေါ့လှုပ်ခြင်းကုတ်ခြင်းပြောင်းခြင်းဆောင်းခြင်းဘာစိတ်တွေပဲပေါ်ပေါ်သိပေးပေါ့ ဇတိမမျိုးပါဘူးမပြောဘူးတပြင်းမချရဘူးမပြောဘူးမမျိုးခင်မှာမျိုးခြင်းနဲ့စိတ်ဖြစ်တာဖြစ်မှန်းသိပေအိုတပြင်းချခြင်းနဲ့စိတ်လေးပေါ်လာတယ်တပြင်းချခြင်းနဲ့စိတ်ကလေးဖြစ်ဖြစ်မှန်းသိပေးလိုက်အိုလှုပ်ခြင်းနဲ့စိတ်ကလေးကုတ်ခြင်းနဲ့စိတ်ကလေးပေါ်လာလို့ရှင်လည်းပဲ အဲ့ဒီလှုပ်ခြင်းနဲ့စိတ်ကလေးပေါ်ပေါ်မှန်းသိပေးဆရာတော်ဘုရားကြီးကဆုံးမတဲ့ပေါ်တာမသိပဲနဲ့ပြက်တာမသိဘူးတဲ့ဖြစ်တာမသိပဲပြက်တာမသိဘူးပေါ့ဒါကြောင့်မို့လို့ညာတပရိညာပိုင်းမှာကိုယ်ပေါ်မှာပေါ်တဲ့အရှုခံတွေမနောမှာဝမ်းထဲမှာပေါ်တဲ့အရှုခံတွေ နာမနှခေါင်းမှာလျာမှာပေါ်တဲ့အရှိကံတွေမိမိတို့ကသိအောင်တရားဓမ္မတွေကို နာကြားထားခြင်းဟာဒါညာတပရိညာပါပဲအဲလိုညာတပရိညာသိမှုကိုခြေခံထားတော့မှဝန်ထဲမှာအရှိကံပေါ်လာပြီဆိုရင်ဩမောင်မင်းကြီးသားအရှိကံ မနှောမှာပေါ်တော့ကိုလို့ မနောမှာဂိမ်းနဲ့ညံနဲ့ပဲတိပိပေါ့တိပိလိုက်တဲ့အခါကျတော့မိမိတိလိုက်တဲ့လှုပ်ခြင်းကုတ်ခြင်းနဲ့စိတ်ကလေးသည်ပြတ်သွားပြီနောက်ထပ်အစာထိုးတာရှိနေမှာပေါ့အစာထိုးပေါ်လာရင်လည်းတိပိနောက်ထပ်အစာထိုးမှာပဲအစာထိုးပေါ်လာရင်လည်းတိပိ အတောအစာထိုလာတဲအရှုကံကလည်းဖြစ်ပြီးပြက်တလို့ဖြစ်မှန်းဖြစ်မှန်းတိတိပေးနေတဲ့ဉာဏ်စိတ်ကလည်းပြက်ပြက်သွားတာပဲဒီလိုဆိုရင်ရှေ့အရှုကံနဲ့ရှေ့အရှုဉာဏ်နောက်အရှုကံနဲ့နောက်အရှုဉာဏ်အဲ့ဒီလို အတွေ့လိုက်အတွေ့လိုက် သဗ္ဗေသင်္ခါရအနိစ္စာဆိုတဲ့အတိုင်းပဲဖြစ်တိုင်းဖြစ်တိုင်းပြည့်နေကြတာပါဒီတော့ရှုမှတ်ဉာဏ်အားနည်းနေသေးတယ်အလေးအကျဉ်းနည်းနေသေးတယ်ဆိုရင်လှုပ်ခြင်းကုတ်ခြင်းပြောင်းခြင်းစောင်းခြင်းသရွေမျိုးခြင်းသက်ပြင်းချခြင်းဒီစိတ်တွေကဝမ်းနဲ့ပေါ်နေရင်ပေါ်ပေါ်မှန်သိပြီး ကိုညင်မိတလောက်လိုက်တာတိပေးနေငါမပါသူမနောဓမ္မသဘောအဲ့ဒီလိုပဲတခါကြာစိတ်တွေပေါ်လာမယ်နန်စိတ်တွေပေါ်လာမယ်တွေးစိတ်ကြံစိတ်တွေပေါ်လာမယ်ဒီလိုဆိုရင်လည်းပဲပေါ်ရပေါ်ရပဲကိုညံလှဲ့ပြီးတိ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 ပြီးတော့ပြေးနေရမှာပဲတဲ့ အဲ့တော့ဘုရားရှင်ကစိတ်တို့ရဲ့တဘာဝကဝိသောအာယုံကာမဂုံကိုလည်းပဲတွားလိရှိတဲ့စိတ်တဲ့နစိတ်မဖြစ်ဘူးတဲ့တစိတ်ချင်းသာဖြစ်လိရှိတဲ့စိတ်တဲ့ကိုအကောင်ထေပြပါဆိုပြန်တော့လည်းပဲကိုအကောင်ထေလည်းပြလို့မရတဲ့စိတ်တဲ့ နှလုံးယုတ်ကိုယုတ်ဒီဟူသောလှိုင်းကောင်းမှာဂိမ်းအောင်လေဂိမ်းအောင်ထရှိတဲ့စိတ်အဲ့ဒီစိတ်ကိုမိမိတို့ကအခုလိုတမထဝိပဿနာဘာဝနာတရားတို့ဖြင့်ရင်ကျေးအောင်မဆုံးမနိုင်ဘူးဆိုရင်တဲ့ ဝတ်ဆင်းရဲကမလွတ်နိုင်ဘူးအဲ့ဒီလိုဆုံးမနိုင်မယ်ဆိုရင်တော့မောက်ခန္တိမာရဗန္ဒနာတဲ့ကိလေသာတိဟုသောသူတတမမံအယုတ်တရားတို့ရဲ့နောင်ဖွဲ့မှလွန်မြောက်ကြပါလိမ့်မယ်ဒါကြောင့်တတိထားပါဝရိယစိုက်ပါတတိလက်မလွတ်ပါစေနဲ့ တတိလက်မလောပါစေနဲ့ကိုယ်တဏ္ဏထင်ရှားနေတဲ့စိတ်ဓမ္မတွေကလည်းအလိုလို ဖြစ်ကြတာမဟုတ်ဘူးအကြောင်းကြောင့်ဖြစ်လာကြတာအကြောင်းကြောင့်ဖြစ်လာတဲ့အကျိုးတရားတွေဟာ ပုဂ္ဂိုလ်တတ္တဝါငါးတွေသူတွေမပါဘူးစိတ်နဲ့ပြောတော့စိတ်ဓမ္မပဲဒီလိုဆိုရင်ကိုဉ္ဉံအောက်မှာ ထင်ရှားထင်ရှားပြီးတော့ပျောက်ပြက်သွားနေတဲ့စိတ်တွေကိုစိတ်ပဲစိတ်ပဲလို့သိနေရင်ငါသူယူထားတဲ့တက္ကရာဒိဋ္ဌိဆင်းနေတယ်ထိုသိစရာ စိတ်ဓမ္မအမျိုးမျိုးတွေဟာအလိုလိုဖြစ်ကြတာမဟုတ်ဘူးအကြောင်းကြောင့်ဖြစ်ကြတာအကြောင်းကလည်းပဲ ကျောင်းထဲမှာလည်းပုဂ္ဂိုလ်တ attva မပါဘူးအကျောင်းကလည်းဓမ္မပဲအဲ့ဒီအကျောင်းဓမ္မရဲ့ပုံမှန်ဉာဏ်ရှင်းပြန်တော့ဝိသိကိစ္စကိလေသာဆင်သွားပြန်တယ်ပစ္စယပရိက္ခဉဏ်ရပြီးဝိသိကိစ္စတန်တယဝိသိကိစ္စဆင်သွားပါတယ် အဲဒီကနေပြီးတော့မိမိတို့ကကြိုးစားပြီးတော့ရှုမှတ်ပွားများလို့အဉ္ဉာဥပ္ပစတိစိတ်တံအဉ္ဉံစိတ်တံနိရုဇ္ဇတိဆိုတဲ့အတိုင်းတစိကပြက်သွားလိုက်တစိကအစာထိုလိုက်တစိပြက်သွားလိုက်တစိအစာထိုလိုက်သူတဘာဝကိုမိမိတို့က ကြနနဉာဏ်ဖြင့်ကြည့်လို့သိနေပြီဆိုရင်တော့ပြတ်ထာမြင်ရင်တတတတဆင်စားထိုးတာမြင်ရင်ဥစေတဆင်အဲ့ဒီချိန်အဲ့ဒီချိန်ခါမှာမိမိရဲ့ဟရိယဝတ္ထုနှလုံးအိမ်မှာဉာဏ်ကိန်းနေလို့ဒိဋ္ဌိအုပ်ချုပ်တဲ့ကံนี่ဖြစ်ခွင့်မရတော့ဘူးတဲ့ ဒိဋ္ဌိအုပ်ချုပ်တဲ့ကံนี่ဖြစ်ခွင့်မရတော့ဘူးတဲ့ဒိဋ္ဌိဆိုတာကိလေသာပဲ။အော်ဒါမြင်ဝိပဿနာဉာဏ်တရားအလုတ်တည်ကိလေသာကိုပယ်တတ်တဲ့အလုတ်ပဲတဲ့။ကိလေသာရဲ့သဘောက ပူပန်စေတတ်နှိမ့်ဆက်တတ်တဲ့သဘော။သစ္စာနဲ့ပြောပါဆိုတော့သူကသမုဒိယသစ္စာ။ အရှိကိုရှိတိုင်းမသိလို့သူတို့သူတို့ဝင်ရောက်လာခဲ့ကြတာအခုအရှိကိုရှိတိုင်းသိနေပြီ ဖြစ်ရင်သိနေကြတဲ့အတွက်ကြောင့်မို့လို့သိနိုင်တဲ့ဉာဏ်ပေါ်နေလို့ထိုကိလေသာတွေပေါ်ခွင့်မရတာဟာ သမုဒိယသစ္စာသိနေတာပါပဲဒီလိုဆိုရင် ဘောဇေယုံနံဖြစ်ပြဟံအမှန်တိအောင်ရှုဆိုတဲ့အတိုင်းတိနေပြီဆိုလို့ရှိရင်မိမိတို့ရဲ့ဟရယောထုနှလုံးအိမ်မှာညံကိန်းနေလို့ဒိဋ္ဌိအုပ်ချုပ်တဲ့ကံကိလေသာနဲ့ကံအထူးသဖြင့်တော့ဒိဋ္ဌိအုပ်ချုပ်တဲ့ကံဖြစ်ခွင့်မရတော့ဘူးပေါ့ ညံပေါ်နေလို့သူတို့ပေါ်ခွင့်မရတာဟာတမှုရိယသစ္စာသိနေတာအခုလေအခုလေတောကသိနေတယ်လို့ဤညံကိုပိုင်ပိုင်မိမိရရှိသွားကြပြီးဆွရင်တော့အနေဆုံးအပေလေးပါးဒုက္ခသိငြိမ်းသွားမှာကនិရောဓသစ္စာပါပဲ အဲ့ဒီလိုသာသနာတော်နဲ့ကြုံဆုံပြီတောကိုအတွက်အခွင့်ရေးပေးပါတော်လဲရှုပွားအားထုတ်မှု အလုံးမလုပ်ဘူးဆိုလို့ရှင်းရင်မိမိတို့တန်တန်မှာအကြောင်းတိုက်လို့ပေါ်လာသမျှယုံ nant ခန္ဓာတွင်နဲ့ ငါသူလို့ယူတဲ့ဒိဋ္ဌိကိလေသာနဲ့တွေ့တာตาရတဲ့တဏှာကိလေသာနဲ့တခါတခါအလိုမကြကြပြန်တော့ဒေါသကိလေသာနဲ့ထောင်လွှားမှုတွေပါလာပြန်တော့လေမာနကိလေသာတွေနဲ့ခန္ဓာနဲ့ကိလေသာနဲ့စပ်ပြီးတော့ဓမ္မအစဉ်ကမပြတ်တော့ဘူးဓမ္မအစဉ်မပြတ်ရင်ဘဝအစဉ်ကလည်းရပ်မှာမဟုတ်တော့ဘူး ဒါကြောင့်ဘုရားရှင်ရဲ့အဆုံးအမသာသနာတော်နဲ့ကြုံဆုံးပြီးတော့ဒီတရားတော်တွေကို ကိုယ်တိုင်မင်းနာကြားပြီးကိုယ်တိုင်မင်းပွားများ အားထုတ်ခွင့်ရကြတဲ့ကုသိုလ်ရှင်နေကောင်းမှုရှင်နေဖြစ်ကြတဲ့အတွက်ဝါရှိကုသိုလ်ကံစီမံဖန်တီးကုသိုလ်ကံကြီးမားကြသူတွေဖြစ်ကြတဲ့အတွက်ကြောင့်ယခုလို့ သာသနာတွင်တရားနဲ့သာသနာတွင်နာကျုံဆုံးပြီးတော့ကိုယ်တိုင်မဲသစ္စာတရားတွေကိုနာကြားပြီးသစ္စာတရားလုပ်တွေကိုပွားများအထုတ်ခွင့်ရကြပြီ။ဒါကြောင့်မိမိတို့တန်တန်မှာစိတ်ရှုတဲ့ယောဂီများက လောဘစိတ်တေဒေါသစိတ်တေမောဟစိတ်တေအလောဘစိတ်တေအဒေါသစိတ်တေဒွိစိတ်ကြံစိတ်တေအတွင်းရဲ့တဲ့စိတ်တေပေါ်လာရင်လည်းပဲသိပေးပါချိပေးပါမြင်စိတ်တေကြားစိတ်တေနံစိတ်တေစားစိတ်တေရရန်ကောင်းစိတ်တွေအပြင်ဧည့်သည်စိတ်တီပေါ်လာရင်လည်းပဲပေါ်မှန်းပေါ်မှန်းဖြစ်မှန်းဖြစ်မှန်းသိပေးပါချိပေးပါ အဲ့ဒီအပြင်ဧည့်သည်အတွင်ဧည့်သည်ဒီမလာဘူးဆိုရင်တော့လေကိုထုတ်သောစိတ်လေကိုသွင်းသောစိတ်ဆိုရက်အင်းသည်စိတ်နှစ်စိတ်ကိုတိပေးပါချိပေးပါအဲ့ဒီလိုတိပေးချိပေးလို့တည်ရင်ချိရင်ကသမာဓိအာရီကောဉာဏ်ပညာတွေထက်လို့သူတို့ရဲ့ သဘာဝကဖြစ်ပြီးပြည့်နေတဲ့သဘာဝတွေကိုဉာဏ်ဖြင့်ကြာကြာနာနာသိချပြီးဆိုရင်ဖြစ်ပြည့်အစင်းမြင်ရာကမုံလာမှာပဲဖြစ်ပါတယ်မုံဉာဏ်နေရင်တန်လာရင်ဆုံးဉာဏ်ကို အသေးချာပဲစိုက်မှာဖြစ်တဲ့အတွက်ကြောင့်အချင်းရှိကလုံလာဆိုင်ပြီးတော့ကျူစာပွားများ အထုတ်ပေးကြပါလို့လေးလေးစားစားတတိပေးနှိုးဆော်တိုက်တွန်းလိုက်ပါတယ်